အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲဘာကတဲ့လေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါဒီပါရှိမှာဖခင်မရှိတော့ပါဘူးမောင်နှမတွေအရန်ကိုများလို့နဲ့အတွက်မိဘဖြစ်သူကဒီပါကို စစောစစီအိမ်အောင်ချပေးလိုက်ပါတယ်တယောက်ကြားကတော့ကုမ္ပဏီတစ်ခုမှအလုံးလုံးနေခဲ့ပါတယ် ။အချိန်တွင်များစွာကုန်ဆုံးသွားခဲ့ပြီးနောက်မှာတော့ဒီပါလေကလေးသုံးရှောင်းမွေးဖွားထားခဲ့ပါရယ်။စေတန်ကတော့သူ့ရဲ့မိသားစုတစ်ခုလုံးကိုရှောက်ဖွေကျွေးမွေးနေခဲ့ရတဲ့သူပါ။သူ့ရဲ့အသက်အရွယ်ကြီးနေတဲ့အဖေအမေနဲ့သူ့ရဲ့မိန်းမကလေးတွေအားလုံးကသူ့ရဲ့ကြာဝင်ပါပဲ။အိမ်မှာကုန်ကြစရိတ်တွေကလည်းအရင်အများလိုက်တာရှင်ပတ်စံရှာပေးနေရဆိုလို့ရှင်တယောက်တည်းပဲရှိရရှင်ခွင့်ပြုမယ်ဆိုရင်တော့ကျမလည်းအလုပ်လေးတစ်ခုလုပ်ချင်တယ် ဘာလို့လဲဒီပါရဲ့ငါကိုယ်တိုင်လဲစူးစားပေးနေရပဲလေကွာတခုခုလိုအပ်ချက်ရှိသေးလို့လားမဟုတ်တာဘာမှတော့မလိုအပ်ဘူးဒါပေမဲ့တခါတလေကြာရင်ရှင်အရန်စိုးရင်ပူပန်နေရတွေကိုတွေ့ရတော့ကျမစိတ်မကောင်းလို့ပါအရန်ကြီးလဲစိတ်ပူမနေပါနဲ့ဒီပါရဲ့ငါလဲပတ်စံဆူထားတာရှိပါတယ်ငါသာတခုခုဖြစ်သွားရင်လဲမင်းတို့ဘာမှစိုးရင်ပူပန်စေရမလိုဘူးရှင်ရလေရှင်ဒုက္ခပါပဲဘာလို့အခုလိုပြောနေရတာလဲအရာအားလုံးအစဉ်ပြေသွားမှာပေါ့ ။တခါမှတော့ကျေတန်းတဲ့ဒီပါတို့ကသူတို့ရဲ့ကလေးတွေကိုခေါ်ပြီးမင်္ဂလာဆောင်တစ်ခုကနေပြန်လာနေခဲ့ကြပါရဲ့။ပြန်လာနေတဲ့လမ်းမကားအစီတန်းဖြစ်သွားခဲ့ပါရဲ့။မိသားစုတွေအကုန်လုံးဘတော်တဆမှုကိုကြုံတွေ့ခဲ့ရပြီးအသက်တော့မသေးသွားခဲ့ကြပေမယ့်ကျေတန်းကတော့အုံနောက်ကိုထိသွားခဲ့ပြီးစိတ်အခြေအနေကြောင်ချောက်ချဖြစ်သွားခဲ့ရပါရဲ့။သူကအယူရည်လိုမျိုးပုံမှန်လောက်ရဲ့တွေ့ကိုလုံနေခဲ့ပါရဲ့ဒီပါလေအရဟန်းကိုလမ်းဖြန်သွားခဲ့ရပေါ့ ။အိုဖျားသခင်ဒုက္ခပဲသူ့ဘာဖြစ်သွားတာလဲ။သူ့ဘာဖြစ်လို့အခုလိုဖြစ်သွားတာလဲ။သူ့ကိုဘယ်ကိုခေါ်ပြီးသွားရမလဲ။သူ့ကိုဘယ်လိုဆေးကုသပေးရမလဲ။ကျေတန်းကတော့တော်တော်ခအောင်ရှူနေခဲ့ပါပြီ။ကာလိုက်ခုံလိုက်တယောက်တည်းစကားတွေပြောလိုက်နဲ့ပြောရွှင်နေခဲ့ပါရဲ့။ဒီဘာကတော့တရက်အလုံးတယောက်ကြားကိုလိုက်ကြည့်ပေးနေခဲ့ရတာပေါ့။အချိန်တနည်းကုံဆုံးသွားခဲ့ပေမဲ့ကျေတန်းရဲ့အခြေအနေကလုံးဝပြန်လဲကောင်းမလာခဲ့ခြင်းမရှိပါဘူး။ခလေးတွေကြောင်းမတက်ရတာလဲတနည်းလောက်ရှိနေခဲ့ပါပြီ။ စေတန်ကိုစေကူတာပေးနေရင်လည်းပတ်စံတွေကလည်းအများကြီးကုန်နေခဲ့ပါရည်။ဒီပါကစေတန်ကို လာမေးလိုက်ပါရည်။စေတန်ရှင်းရဲ့ ATM card က password ပါလဲဆိုတာကျွန်မပြောပြလို့ရမလား။စေတန်ကတော့လက်ခုပ်တင်းနေခဲ့ပြီးသူရဲ့ဟိုဘက်ဒီဘက်ပတ်ပြေးနေခဲ့ပါရည်။ဒီပါလည်းအရန်ကိုစိတ်ညစ်ပြီးငိုနေခဲ့ပါရည်။ဒုက္ခပဲအိမ်မှာဘာမှမရှိတော့ဘူး။သူကိုယ်တိုင်ကလည်းအလုပ်တစ်ခုလုပ်နိုင်တဲ့အခြေအနေမှမရှိပြန်ဘူး။တို့ကြည့်ရတာနေပြန်ကောင်းသွားလိမ့်မယ်လို့လည်းငါမထင်တော့ဘူး။ ကလေးတွေကိုကျွေးမွေးဆောက်ရှောက် ပေးဖို့အတွက်ဆိုရင်တော့တစ်ခုမဟုတ်တစ်ခုလုံးမဖြစ်မယ်။ကလေးတွေကလည်းကြောက်မတော့တာကြာနေပြီဘယ်လိုလုပ်ရမလဲ။မမရေတမီးတို့အပြင်ကနေမုံမွေစားတာအတော်လေးကိုကြာနေပြီနော်။အဲ့ဒါကြောင့်ဒီနေ့တစ်ခုခုမှကျွေးပါလား။ဒီပါကလည်းသူ့ရဲ့တမီးလေးကိုပြောခင်ပါရီ။တမီးရေတမီးကနားလည်မှုရှိတယ်မဟုတ်ဘူးလား။ဘာဖြစ်လို့အမေစီမလာပြီးတောင်းဆိုနေရတာလဲ။တမီးအခုလိုပြောနေတာကိုကြားရင်တော့အငယ်နှစ်ယောက်ကလည်းအမေစီမလာတောင်းလိုက်မယ်။အမေကိုယ်တိုင်လည်းတမီးတို့စားဖို့အတွက်တစ်ခုခုမှပေးချင်ပါရီ။ ဘယ်ရနေပြီးတော့အမေကမုတ်ဝဲကျွေးရမှာလဲသမီးရဲ့အဖေအကောင့်ကလည်းဖွင့်ရတာမဟုတ်ဘူးဒီပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင်တော့အမေတို့ငတ်ပြတ်ပြီးတေကုံကြတော့မလားမသိပါဘူးမမေရဲ့အရန်ကြီးလဲစိုးရင်ပူပန်မနေပါနဲ့သမီးတို့ကတော့အဖေနေပြန်ကောင်းကြမှာသွားတာကိုပဲလိုချင်တယ်။အော်သမီးရဲ့သမီးရဲ့အဖေနေပြန်ကောင်းကြမှာဖို့အတွက်ဆိုရင်လည်းပတ်စံကလိုအပ်သေးရဲ့လေ။ဒီပါလေတယောက်တည်းတွေးနေခဲ့ပါရဲ့။သူကိုယ်တိုင်ကတော့သူ့ရဲ့လိုအဲစနားတွေအကုန်လုံးကို လေးလိုရှူထားလို့ရတယ်ဆိုပေမဲ့ကလေးတွေကရောကလေးတွေကိုသူဘလို့လှုပ်ပေးရမလဲမိဖို့ကလည်းတခုခုရှိတယ်ဆိုရင်တော့သူမအိမ်မှာပဲလှုပ်ကျွေးလို့ရပါတယ်ဒီပါကလည်းမိဖို့ကလည်းဝင်သွားကြိတ်လိုက်တဲ့အခါမှာပစ္စည်းတချို့ရှိနေတာကိုတွေ့ခဲ့ရပါတယ်음ဒီပစ္စည်းတွေနဲ့ဆိုရင်တော့ကလေးတွေအတွက်ဘာကလှုပ်ပေးလိုက်မလဲကလေးတွေကလည်းပျော်သွားလိုက်မလဲဒီပါကလည်းအိမ်မှာဘာကလှုပ်ပေးလိုက်ပါတယ်ကလေးတွေကလည်းစားပြီးအရန်ကိုပြောရွှင်နေခဲ့ကြပါတယ် မမေရေကောင်းတယ်မမေရေတကယ်အရသာရှိပြီစားကောင်းတယ်မမေလောက်ထားတဲ့ဘာကာကတကယ်စားကောင်းပြီအရသာရှိတယ်မမေဆိုင်ကိုဖွင့်တဲ့နေတိလားမမေတကယ်ပြောနေတာမမေတကယ်ပဲဘာကာဆိုင်လေးဖွင့်တဲ့နေอืมဟုတ်တယ်နော်ကလေးတွေပြောတဲ့စကားမှန်တော့လေမှန်တယ်ငါအနေနဲ့အမြန်ဆုံးဆိုင်ဖွင့်တဲ့နေလို့ငါလည်းထင်တယ်ဒီဘာကလည်းသူ့ရဲ့အေးကိုတော့ဖွင့်ကြည့်ခဲ့တဲ့အခါမှာငွေလေးတစ်ထောင်သားရှိပါတော့လေငါမှဒီငွေတစ်ထောင်ပဲရှိတော့တာ ငါသာဒီပတ်စံရှူသွားပြီးတော့ပစ္စည်းတွေဝယ်လိုက်မယ်ဆိုရင်တော့ကလေးတွေကိုကျွေးဖို့အတွက်ပတ်စံရှိတော့ဘူးဒီအချိန်မှာဂျေတန်တယောက်ရှိလာခဲ့ပြီးတော့ခုံပြီးလက်ခုပ်တီးနေခဲ့ပါရဲ့သူကခုလိုမျိုးကခုံနေခဲ့တဲ့အချိန်မှာပဲသူရဲ့လေပင်ကဆွဲချိုးလေးကပြတ်ထွက်လာခဲ့ပါရဲ့ဒီပါကလည်းလက်အုပ်ချပြီးဖျားသခင်ကိုပြောလိုက်ပါရဲ့အရှင်ကျေစုအများကြီးတင်ပါရဲ့အရှင်ကကျမကိုလမ်းပြပေးလိုက်ပြီးအခုကျမဒီဆွဲချိုးလေးရောင်းပြီးတော့လုပ်ငန်းတစ်ခုစတင်လိုက်မယ် ဒီဘောကဆွဲကြိုးလေးရောင်းပြီးနောက်မှာလိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုတဝဲလာခဲ့ပါတယ်။ဒီနောက်မှာတော့သူမအလုတ်ကလေးစတင်လုပ်ကိုင်ခဲ့ပါတယ်။ဒီဘောကတော့မုတ်တွေကိုအော်ရှောင်းနေခဲ့ပါတယ်။လာကြပါအရသာရှိတဲ့ဘာကာတွေစားကြပါအောင် အရသာအရန်ရှိတဲ့ဘာကာတွေရမယ်နော်။၁၀ချက်ပဲ၁၀ချက်ပဲ။လူတစ်ယောက်ကရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်။ဘာကာတစ်လုံး၁၀ချက်ဟုတ်လား။ကဲကဲကဲကျွန်တော်ကလည်းအများအဆုံးတစ်ခုလုပ်ပေးပါအောင်ဗျာ။စားလို့ကောင်းလိုက်တာတော်တော်လေးအရသာရှိတာပဲ။ကျွန်တော်အတွက်နောက်ထပ်၄လုံးထုတ်ပေးပါအောင်။ အရန်ကိုစေတက်တာပြီးအရသာရှိတဲ့ဘာကာရီရောင်းချနေရဲဆိုတာကိုသိကြရတဲ့အခါမှာဝယ်သူတွေတဖြည်းဖြည်းတိုးမွားလာခဲ့ပါတယ်။အချိန်ခဏအတွင်းမှာပဲဒီပါရဲ့ဘာကာရီအားလုံးရှောင်းလို့ကုန်သွားခဲ့ပါတယ်။တမီးရေအမေရှင်တောင်းမယုံနိုင်အောင်အမေရဲ့အလုပ်အလောက်တောင်မှအဆင်ပြေသွားလိမ့်မယ်ဆိုတာလေးသိလား။ဒါအရန်ကိုကောင်းတဲ့ကိစ္စပဲမမေရဲ့မမေနောက်ဆိုရင်နောက်ထပ်ဘာကာရီအများကြီးလောက်ပြီးတော့သွားရှောင်းတော့ဒီပါကနောက်နေ့မှဘာကာရီအများကြီးလောက်ရောင်းခဲ့တဲ့အခါမှာသူမရဲ့ဘာကာရီအားလုံးရှောင်းကုန်သွားခဲ့ပါတယ်။ အခုဆိုရင်ဒီပါကတော့သူရဲ့မုတ်ဇေနှုန်းကိုတင်လိုက်ပါရီသူဆိုင်ကမုတ်စားရကြိုက်တဲ့သူတွေကဈေးတင်ခဲ့ပေမဲ့လေမုတ်ကိုတော့ဝယ်ယူစားတော့ခဲ့ကြတော့ပါပဲတခါမှတော့လူတယောက်ကမုတ်ဝယ်ဖို့အတွက်သူမရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ပါရီညီမရေကျွန်တော်တို့အိမ်မှာမင်္ဂလာဆောင်တစ်ခုရှိလို့ပါမင်္ဂလာဆောင်မှာကျွေးဖို့အတွက်ကျွန်တော်ဘာကအော်ဒါတင်ချင်တယ်လုပ်ပေးလို့ရမလားရပါတယ်ရှင်ရပါတယ်ဒါပေမဲ့အခုအနေနဲ့ကျမကိုကြိုပြောပေးရလိမ့်မယ်နော်ကျမကျမပစ္စည်းတွေအကုန်လုံးကိုကြိုတင်စုဆောင်ထားလို့ရပါမယ် ဟုတ်ပြီလေဒါဆိုရင်တော့ကျွန်တော်ရက်ကိုကြိုပြောပေးမယ်ဒါကတော့ကြိုတင်ငွေယူထားလိုက်ပါခမရလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ထားလို့ရတာပေါ့ကျွန်내ပတ်စံကိုတော့ကျွန်တော်မုတ်ပုတ်ပြီးသွားတဲ့အခါကျရင်ရှင်းပေးပါမယ်ဒီပါကတော့အတော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့လေဒီမှာကကြိုးစားပန်းစားနဲ့အရသာရှိတဲ့ဘာကားတွေကိုလှုပ်ပေးခဲ့ပါတယ်မင်္ဂလာဆောင်ခွင့်ရရှိလာခဲ့ကြတဲ့သူတွေဘာကားစားပြီးပြီးဆိုတာနဲ့အရာကိုဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်သူမိုင်းမုတ်တွေကိုစားပြီးနောက်မချေချိုးပဲမနေနိုင်အောင်ဖြစ်ခဲ့ကြရပါတယ် မင်္ဂလာဆောင်ကိုစားတောက်ဆိုင်ပိုင်ရှင်တို့လည်းရောက်ရှိလာခဲ့ပါရီသူကမိုးတွေကိုစားပြီးသွားတဲ့အခါမှာတော့ဒီပါကိုမေးလိုက်ပါရီဒါနဲ့ဒီပါကောင်ရီအားလုံးကိုခမ ्या ကိုယ်တိုင်လှုပ်ထားတာလားဒီပါကလည်းပြောလိုက်ပါရီဟုတ်ပါရဲ့ရှင်ဒီမိုးတွေအကုန်လုံးကိုကျမကိုယ်တိုင်ပဲလှုပ်ထားတာပါကောင်းတယ်တကယ်အရန်ကိုစားကောင်းပြီးတော့အရသာရှိတယ်ခမ ्या ရဲ့ပါကောင်ရီမှာထိုးခြားတဲ့အရသာတစ်ခုရှိနေတယ်ဒါလောက်အရသာရှိတဲ့ပါကောင်ရီကိုလှုပ်တက်ဖို့အတွက်ဘယ်ကနေများခမ ्या တင်ယူထားတာလဲ ဒါနဲ့ခမ ्या ကျွန်တော်တို့ရဲ့စာတောက်ဆိုင်မှာအလုပ်လာလုပ်ပေးလို့ရမလားဘယ်ကနေပြီးတော့မှကျွန်မတင်ထားတာမရှိပါဘူးမတက်တာတဲ့အချိန်ဒီမှာကျွန်မလည်းဒါရီကိုလုံနေနေလုံကျက်သွားခဲ့ရလေကျွန်မယောက်ျားကကားအက်ဆီဒန့်တစ်ခုကြုံတွေ့ခဲ့ရပြီးနောက်တောတောခေါအောင်ယူနေပြီခလေးတောင်ယောက်ကလည်းကျွန်မရဲ့တာဝန်ဖြစ်သွားခဲ့အသက်ကြီးနေတဲ့ရခထင်းနဲ့ရခမကလည်းကျွန်မရဲ့တာဝန်ပဲလေဒီတော့ကျွန်မကိုယ်တိုင်တစ်ခုခုလုံမှဖြစ်မှာပေါ့အဲ့ဒါကြောင့်ကျွန်မကလည်းဘာကောင်ရောင်းတဲ့အလုပ်လေးကိုစတင်ခဲ့တာအဆင်ပြေသွားခဲ့လေ ။ခမရတကယ်တတော်လေးကိုတတိရှိတဲ့အမျိုးသမီးတယောက်ပဲ။ဘဝမှာအခက်ခဲတွေကိုရင်ဆိုင်ခဲ့ရတာတော့မှခမရနည်းနည်းလေးမှအာမလျှော့သွားခဲ့ဘူးနော်။ခမရကျွန်တော်ရဲ့ဇာတော့ဆိုင်ကိုလာခဲ့ပါ။ဒီပါကလည်းဇာတော့ဆိုင်မှာအလုပ်သွားလုပ်ခဲ့ပါရည်။သူမရဲ့အခြေအနေပုံမကောင်းမွန်လာခဲ့ပြီးတဖြည်းဖြည်းနဲ့ပြောင်းလဲသွားတော့ကိုတွေးခဲ့ရပါရည်။သူ့အပြင်မှာဘာကတလုံး20နဲ့ရောင်းချနေခဲ့ပေမဲ့စားတော့ဆိုင်မှာတော့သူမဈေးမများနဲ့ရောင်းချနိုင်သွားခဲ့ပါရီ။သူမပထမအူဆောင်ကလေးတွေကိုကြောင်းပြန်ပို့ပေးလိုက်ပါရီ ဒီနောက်တယောက်ကြောက်ကိုလည်းကောင်းတဲ့ဆရာဝန်တယောက်နဲ့အမြန်ဆုံးစေကံပြပေးခဲ့ပါရီဒီနောက်မှာတော့ဒီမကဆရာဝန်ကိုမေးလိုက်ပါရီဆရာကျမယောက်ျားနေပြန်ကောင်းကျမ်းမာသွားမှာပါနော်နေကောင်းပါရယ်ခမနေကောင်းပါပါဘာလို့လဲဆိုတော့သူ့ကိုပထမရက်ကအခုလိုမျိုးစေကူတာပေးတင်တာလေပထမရက်ကတော့သူ့ကိုအကောင်းမွန်ဆုံးစေကူတာပေးခဲ့မယ်ဆိုရင်တော့နေပြန်ကောင်းကျမ်းမာသွားတာတော်တော်လေးကိုကြားနေပြီဒီပါကတဖြည်းဖြည်းနဲ့သူရဲ့ကြိုးစားအားထုတ်မှုတွေအကုန်လုံးအတွက်ရှာလန်ကိုမြင်တွေ့နေခဲ့ရပါတယ် သူကစားတောက်ဆိုင်မှာအလုံးလုံးနေနဲ့မင်္ဂလာဆောင်မွေးနေ့ပါတီပွဲတွေအားလုံးအတွက်လဲအော်ဒါတွေကိုလက်ခံပေးနေခဲ့ပါတယ်။သူကအလုပ်တွေကိုတရားအောင်ထင်မနိုင်တော့တဲ့အခါမှာနောက်ထပ်အလုပ်သမားတွေကိုလည်းခေါ်ခိုင်းခဲ့ရပါတယ်။နောက်ထပ်ရအနေငယ်ကြမြင်သွားခဲ့တဲ့အခါမှာတယောက်ကြာကြေတန်းနေပြန်ကောင်းကြမှာသွားခဲ့ပါတယ်။ဒီပါရီငါနေမကောင်းဖြစ်နေတဲ့အချိန်အတွင်းမင်းလိုက်တတော်လေးဒုက္ခရောက်ခဲ့မှာပဲနော်။မင်းဘာကရောင်ရတဲ့အချိန်နေအထီအောင်မှရောက်သွားခဲ့ရတယ်။ကျမဘယ်လိုလုပ်ရမလဲကြေတန်းရဲ့ခလေးတွေကလည်းငယ်သေးတယ်။ တို့တာဝန်တွေအကုန်လုံးကလည်းကျမရဲ့ခေါင်းပေါ်မှာသူတို့ရဲ့လိုအပ်ချက်တွေကိုလည်းကျမဖြည့်ဆည်းပေးရတယ်။ရှင်ကလည်းနေမကောင်းဘူးဆိုတော့ရှင်ရဲ့တာဝန်တွေကလည်းကျမအပေါ်မှာရှိနေသေးတယ်။အခုတော့ရှင်နေပြန်ကောင်းကျမသွားတာကိုတွေ့ရတာကျမအရန်ဝမ်းသာပျော်ရွှင်မိတယ်တိလား။ဖေဖေကလည်းဖေဖေဘာထင်နေရလဲ။မေမေကစင်းရဲတဲ့ဘာကရောင်နဲ့တူမဟုတ်ဘူးနော်။မေမေကအများကြီးပတ်စံချမ်းသာတယ်။ပြီးတော့စားတောက်ဆိုင်မှာလည်းအလုံးလုံးတယ်။ delivery နဲ့လည်းဘာကားတွေကိုလိုက်ပို့ပေးနိုင်တယ်။ ဒီပါရေမင်းကတကယ်အရန်တော်လုံးနဲ့အတွက်ငါမင်းအတွက်ကုန်းရှူပါရကွာမင်းရဲ့ဒီအလုပ်တွေအကုန်လုံးအတွက်ငါကိုယ်တိုင်လည်းဝိုင်းဝန်းကူညီလုပ်ကင်ပေးမယ်နော်။ဒါမှငါတို့ရဲ့စင်းရဲမွဲတေးချင်းကနေပြီးတော့လွတ်မြောက်သွားမှာ။မင်းကိုဘယ်သူမှစင်းရဲတဲ့ဘာကားတဲ့ဆိုပြီးခေါ်ကြမှာမဟုတ်တော့ဘူး။တတိရှိတဲ့ဘာကားတဲ့ဆိုပြီးခေါ်ကြလိမ့်မယ်။ဒါဆိုရင်တော့ပြောစရာကောင်းပါပဲ။ကျမတို့အိမ်ကနေပြီးတော့ပြည့်စည်တွေကိုလိုက်ပို့ကြမယ်။ဒီနောက်အားလုံးကလည်းအရန်ကိုဝမ်းသာပျော်ရွှင်ကုန်ကြပါရောရဲ့။ခက်ခဲပင်ပန်းနေတဲ့အချိန်မှာအားမလျှော့သင့်ပါဘူး။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မြို့သူချွေမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အဘိနဖ်နဲ့ရှီဘရာတို့လက်ထပ်တော်မယ်ဆိုတဲ့သတင်းကိုကြားခဲ့ရတဲ့အခါမှာသရိုသားဘက်ကမိဘတွေကရံဖြစ်ခဲ့ကြပါရဲ့။လောကကြီးမှာရှင်နောက်ထပ်မင်းကလေးတယောက်ရှာမတွေ့ရဘူးလား။သူတို့ကညီမ9ယောက်တောင်မှရှိတာတင်တောင်းခွေအနေနဲ့ဘာတွေယူလာလိမ့်မယ်လို့ရှင်းထင်လဲ။သူတို့ကမြို့မှာနေထိုင်ကြတဲ့သူတွေနော်ကျမတို့မှာရှိတဲ့အရာအားလုံးကိုရောင်းစားပြစ်ကြလိမ့်မယ် ကျမကြားတာကတော့မျိုးပေါ်ကောင်းမင်းကလေးတွေတတော်လေးကိုလဲဝဲကြတယ်။သူတို့ကိုဘယ်သူမှမထိန်နိုင်ကြဘူးတဲ့။အော်မင်းရလေကွာဒါဘလို့စကားတွေပြောနေရလဲ။သူကငါတငယ်ချင်းလေးရဲ့တမိပါသူ့အကြောင်းငါကောင်းကောင်းသိရဲ့။ငါတငယ်ချင်းအကြောင်းကိုလည်းငါသိရဲ့။ငါတို့ကိုဘယ်တော့မှစိတ်ပြက်အောင်လုပ်မှမဟုတ်ကြပါဘူး။ရှင်ဘရာထပ်ပေါ်ပြီးကောင်းမွန်တဲ့မင်းကလေးကိုတော့ငါလိုရှာတွေ့မှလည်းမဟုတ်ဘူး။ဘာလို့များကျမသားလေးရဲ့ဘဝကိုရှင်ဖြတ်စီးပြစ်ချင်နေရတာလဲဒုက္ခပါပဲ။ ကဲတော်ပြီဘာတခေါမချက်ပြီးတော့ပြောမနေနဲ့ငါဘာစကားမချက်ပြီးတော့မကြားခြင်းဟောငါသားလေးကို ရှစ်ဘရာနဲ့ပဲလက်ထပ်ပေးမယ်ဒါငါ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ပဲအဘီနက်ကတော့ရှစ်ဘရာကိုပထမအိုးဆုံးတွေ့ခဲ့ရတဲ့အခါမှာသဘောကျနှစ်တန်နေခဲ့ပါတယ်ဒါကြောင့်သူကလည်းရှစ်ဘရာနဲ့လက်ထပ်ချင်ပါတယ်တောင်ဖာနေအောင်လုံကတော်တော်လေးကိုကြည်ကြနေခဲ့ကြတဲ့အတော်မိခင်ဖြစ်သူလဲဘာမှလုပ်လို့မရခဲ့ပါဘူးနောက်ဆုံးမှာတော့အဘီနက်နဲ့ရှစ်ဘရာတို့လက်ထပ်ခဲ့ကြပါတယ် ကဲချွေးမလေးမနေ့ပြန်ကြရင်တော့မနေ့အစောကြီးအိယာကထအိယာကနိုးပြီဆိုတာနဲ့တအိမ်လုံးတန့်ရှင်းလို့ရမယ်ကြလားအင်ကိုတန့်ရှင်းလို့ကြတာကောင်းမွန်တဲ့အလုပ်ပဲပြီးရင်တော့ငါလဖေးတောက်ချင်တယ်ဗီတီကအကြောင်းသွားတာဆိုတော့သူ့အတွက်နေထမင်းကြိုက်ပြင်ဆင်ပေးရမယ်နော်နေ့ရက်ခတိကလည်းအလုပ်ကိုသွားတာဆိုတော့သူ့အတွက်မနေ့ပိုင်းမနေ့စာနဲ့ထမင်းဘူးပြင်ဆင်ပေးရမယ်ပထမအူဆုံးနေ့ရက်လေးမှာအလုပ်တွေကအရန်ကိုများလို့နေတဲ့အတွက်ရှေဗရာလန်ဖြန်နေခဲ့ပါတယ် မိဘအိမ်မှာတမကြားခဲ့တာကတော့လက်ထဲမှာစိုးထားတဲ့ဒန်းတွေမချောက်မချင်းရခမအိမ်မှာအလုပ်လုပ်စီရမလို့ပါဘူးဒီမှာကတော့ဒန်းတော့မပြတ်သေးဘူးအလုပ်တွေလုပ်နေရပါတယ်ဘလို့ဖြစ်တာလဲအလုပ်ခိုင်းလိုက်တာနဲ့မျက်နှာအတော်လေးကိုပြတ်နေပါလားမဟုတ်တာမေရကျမအဆင်ပြေပါတယ်ကျမအလုပ်တွေအကုန်လုံးကိုလုပ်လိုက်ပါမယ်နော်နောက်နေ့ရက်ဆောက်ရီရှိပရာကတော့အိမ်အလုပ်တွေအားလုံးကိုတတိချာချာလုပ်ခဲ့ပါတယ်ရခမဖြစ်သူပြောတဲ့စကားတွေကိုတတိမသိမ်းလိုက်လာပြီးအနောက်ကနေလိုက်လုပ်ခဲ့ပါတယ် ။ဒါပေမဲ့ရခမကတော့ချွေးမလေးကိုတဆက်ကလေးမှသဘောမချခဲ့ပါဘူး။အဲဒါကြောင့်ချွေးမလေးလှုပ်တဲ့အလုပ်တိုင်းအလုပ်တိုင်းကိုသူကအမြဲတမ်းပဲပြစ်တင်ဝေဖန်ခြင်းစတင်လိုက်ပါတော့တယ်။ချွေးမလေးရဲ့နင်းတကယ်ပဲဒါဘာတွေလှုပ်ထားလဲချက်ထားတဲ့ဟင်းတွေကအရာသာကိုမရှိဘူး။နေမိပါအိမ်မှာအားလုံးကဒီပုံစံအတိုင်းပဲဟင်းကိုချက်ပြုတ်စားတော့ကြတာလား။အိုးဖျားသခင်တကယ်ပါပဲသူ့ထမင်းဟင်းကိုဘလို့ချက်ထားတာလဲစီရီကလည်းများလိုက်တာ။နင်းဘွားမှာဘယ်တော့ကားမှစီနဲ့ထမင်းဟင်းမချက်ဘူးလား။ဒီလောက်ထိစီထည့်မယ်ဆိုလို့ရှင်တော့ဘလို့လောက်ကြမလဲ။ အိမ်မှာစီမတုံးမှုတာနဲ့ပဲဒီမှာအားလုံးကိုလာပြီးဖြည့်ဆည်းနေရလားချွေးမလေးရေငါအိမ်မှာနေဒါမျိုးတွေလာလုပ်လို့မရဘူးနင်းရဲ့အကျင့်တွေကိုပြင်မဖြစ်မယ်ဟုတ်ကဲ့ပါအမေကောင်းပါပြီကျမနောက်နေ့ရစပြီးရောအရာအားလုံးအဆင်ပြေသွားအောင်လို့တေချာလုပ်ပါမယ်နော်တကယ်လို့တခုခုမလုပ်တတ်ဘူးဆိုလို့ရှင်လဲငါရဲ့သမီးလေးကိုပဲနင်းတော်မေးကြည့်လိုက်လေငါရဲ့သမီးလေးကတကယ်အရန်ကိုတော်တယ်လိန်ပါတယ်နားတယ်မူလဲရှိတယ်ဒါပေမဲ့ဗီဒီကတော့ဘယ်တော့ကအားဘူးလို့လဲဒီမတစ်ချိန်အကုန်လုံးဖုန်းပဲကြည့်နေခဲ့ပါတယ် ။သူမကိုအကြိမ်အကြိမ်အတန်ပေးခေါ်ရင်တောင်မှသူမကပြန်ထူတာမဟုတ်ပါဘူး။ပြန်ပြောလို့ရှင်လဲပြောတဲ့စကားကိုကြည့်ပါဦး။ဘာလဲရောင်မရေတကယ်ပါပဲ။ကျမကဘာလို့လာပြီးတော့နှောက်ရှက်နေရတာလဲ။ကျမကလာမနှောက်ရှက်နဲ့တော့။ချွေမလေးကစူးစားပန်းစားအလုပ်လုပ်ကိုင်းနေခဲ့ပေမဲ့ရောက်ခမကတော့အမြဲတမ်းပြစ်တင်ဝေဖန်ခြင်းတွေပဲလုပ်နေခဲ့ပါတယ်။ရောက်ခထဲမှာရှိတဲ့အမျိုးသမီးတွေအကုန်လုံးကစုပေါင်းထိုင်ပြီးနောက်မှာတော့ချွေမလေးတွေမကောင်းအောင်ကိုသာပြစ်တင်ပြောဆိုကြပါရဲ့။အောင်းရဲ့ချွေမလေးတွေကဘလောက်ကြောင်မှကောင်းမွန်လိုက်ကြတယ်လေ ငါကိုယ်တိုင်ပဲဘယ်တော့ကအပြစ်တွေအတော့အခုလိုမျိုးအပြစ်တွေပြန်ခံနေရလဲမသိတော့ပါဘူးငါတယောက်တည်းကန်ဆိုးနေအောင်သူဘာတခုမှမလုပ်တတ်ဘူးအခုခေချွေးမလေးတွေဘလောက်တောင်မှလိမ်မာရေးချရှိလိုက်တယ်မသူရဲ့ချွေးမလေးကိုကြည့်ပါအောင်တရာမှာတယောက်အရန်လိမ်မာတွေဒီစကားတွေအကုန်လုံးကိုရှစ်ပရာကြားခဲ့ရတဲ့ခါတိုင်းသူမအရန်ကိုဝမ်းနေပြီးငိုချင်နေခဲ့ပါလေဒါပေမဲ့သူမဘယ်သူ့ကိုမှဘာတခုမှမပြောခဲ့ပါဘူးတရမှာတော့ရခမဖြစ်သူအိမ်မှာမရှိတော့ ဗီဒီရဲ့အခန်းထဲကနေယောက်ျားလေးတယောက်ရဲ့အတန်းကိုကြားခဲ့ရပါတယ်။ကယ်တီမာရာဟိုလ်ကျွန်မရှင်ပြောတဲ့စကားကိုနားထောင်ပါမယ်။ရှင်ပြောတဲ့အတိုင်းပဲလုပ်ပါမယ်။ဒါပေမဲ့ရှင်အဲ့ဒီဗီဒီယိုကိုဖုန်းထဲကနေဖြတ်ပစ်လိုက်ပါတော့နော်။တကယ်လို့ဒီဗီဒီယိုပြန်သွားမယ်ဆိုလို့ရှင်တော့ကျွန်မအဆက်ကွဲမှာအဖေနဲ့အမေသားတိတ်သွားလို့ရှင်တော့ရှက်လွန်လို့တေးအောင်တေးသွားကြမလားမသိဘူး။တကယ်ပြောနေရလားဗီဒီရဲ့ဒါဆိုရင်တော့ငါပြောတဲ့အတိုင်းပဲအားလုံးကိုလုပ်ပါလား။อืมဟုတ်တယ်။ကျွန်မအရာအားလုံးလုပ်ပေးမယ်။ ဒါပေမဲ့ရှင်းအနေနဲ့ဒီဗီဒီယိုတွေချက်ပုံတွေအားလုံးကိုတော့ဖြတ်ပေးရလိမ့်မယ်နော်။ငါငွေ2000လိုချင်တယ်မင်းကောက်ပေးနိုင်လား။ကောင်းပြီလေဒါဆိုရင်တော့ကျမစီစဉ်ပေးမယ်မနှက်ဖြန်နှစ်နာရီစာကြည့်ထိုင်မှာကျမနဲ့လာတွေ့ပါ။ဒီစကားတွေအားလုံးကိုကြားခဲ့ရတဲ့အခါမှာ Shivra အတော်လေးကိုလမ်းဖြန်သွားခဲ့ပါရီ။သူမတကားခောင်းနေခဲ့တဲ့အချိန်မှာ Rahul ဆိုတဲ့ကောင်လေးကလည်းဂရင်ပေါက်ကနေအများဆုံးခုံချထွက်ပြေးသွားခဲ့ပါရီ။ကဲ VD အဲ့ဒီကောင်လေးကဘယ်သူလဲပြီးတော့နေဗီဒီယိုတွေချက်ပုံတွေအကြောင်းကိုပြောနေရလေ။ ဘာတွေပြောနေရလဲရောင်မရဲ့ရောင်မအတော်လေးနားပွားတယ်နော်မဟုတ်တာတွေလျှောက်ပြီးတော့ကြားနေရဘယ်သူမှမရှိဘူးသွားလိုက်တော့အိမ်လောက်တွေကိုပဲလှုပ်ရှားမှာသူတို့စကားများရံဖြစ်နေခဲ့ကြတဲ့အချိန်မှာရောက်ကမဖြစ်သူအိမ်ကိုပြန်ရောက်လာခဲ့ပါလေချွေမရေနေမလို့ဖြစ်တာလဲဘာဖြစ်လို့ငါသမီးလေးနဲ့ဒီပုံစံအတိုင်းအော်ဟစ်ပြီးစကားပြောဆိုနေရတာလဲကြည့်ပါဦးအမေရဲ့ရောင်မကျမောက်လာပြီးတော့ဆွဆွဲနေရလေအခန်းထဲမှာကျမကောင်းလေးတယောက်နဲ့စကားပြောနေပါလေကြည့်ရတာရောင်မစီမှာရီးစားတွေပါရှိနေရလားမသိဘူး တမင်တတတသူရဲ့အပြစ်တွေအကုန်လုံးကျမရဲ့ခေါင်းပေါ်ကိုလာပြီးပုံချနေရလေအထိတ်ပဲကိုမရှိဘူး။ရှီဗရာကလည်းဗီဒီပြောတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအတော်လေးအံ့အားသင့်နေခဲ့ပါရီ။ဒီမှာကိုဟောက်ကမယုံနိုင်အောင်လည်းဖြစ်နေခဲ့ပါရီ။ဒီအချိန်မှာရခမဖြစ်သူကလည်းရှီဗရာကိုအတော်လေးပြောဆိုလိုက်ပါတော့တယ်။အဘိနက်ကိုရိုင်းကလည်းသူ့ရဲ့မိန်းမရှီဗရာကိုအများကြီးပြောလိုက်ပါရီ။ရှီဗရာပြောတဲ့စကားတွေကိုဘယ်သူမှအယုံကြည်မရှိခဲ့ကြပါဘူး။ဒီမှာကတော့ငိုနေတဲ့အခန်းထဲကိုဝင်သွားခဲ့ပါတော့တယ်။ နောက်နေ့မှာတော့ရခိုတီဖြစ်သူရဲ့အိတ်ထဲကနေငွေ2000ပျောက်သွားခဲ့ပါတယ်။ကြုံခါပါပဲဒီပတ်စံကအရေးကြီးတယ်။ငါယုံကပတ်စံတွေပြန်ပေးရမှာငါ့အိတ်ထဲကနေဘယ်သူကယူသွားခဲ့ရလဲ။ကျမကလေးတွေကတော့ဘယ်တော့မှရှင်းအိတ်ထဲကပတ်စံကိုခိုးမှာမဟုတ်ဘူး။ကျမကိုယ်တိုင်လည်းရှင်းရခွင့်ပြုချက်မရှိဘဲနဲ့ဘယ်တော့မှပတ်စံယူရမှာမဟုတ်ဘူး။ဒါဆိုရင်တော့အိမ်မှာဘယ်သူကြံလဲ။ရှင်းရထွေးမတရားကိုပဲကြံတဲ့သူ့ပဲဖြစ်မှာပေါ့။ကြည့်ရတာကျမအိမ်ကပတ်စံတွေခိုးပြီးသူ့ရဲ့မိဘအိမ်ကိုပို့ပေးနေရပဲဖြစ်ရမယ်။ ဟာခင်ဖြစ်သူကိုရိုင်းကလည်းသူ့ရဲ့ကလေးတွေပေါ်ယုံကြည်စိတ်ပြင်းထန်နေခဲ့ပါရဲ့အိမ်ကနေတခါမှအတတချောင်းတောင်ပြောက်ဖို့တော့မဟုတ်ပါဘူးချွေမရောက်ရှိလာတော့မှဒါရီကိုဖြစ်တယ်ဆိုတော့သူ့ကိုရိုင်းကလည်းချွေမလေးတွေကိုပဲတန်တရားဝင်ခဲ့ပါရဲ့ချွေမလေးအမှန်တိုင်းပြောစမ်းနေငိုင်းအိတ်ထဲကနေပြီးတော့ဘာဖြစ်လို့ပတ်စံရှူကြတာလဲကျမရဲ့မိဘအိမ်ကဆင်းရဲရဲဆိုတာကတော့မှန်တယ်ဒါပေမဲ့ကျမရဲ့အိမ်ကကျမကိုခိုးယူဖို့အတွက်ဘယ်တော့မှမတင်ပြထားပေးခဲ့ဘူးကျမဘယ်တော့မှပတ်စံကိုမထုတ်ယူခဲ့ဘူးပါဘူး ။အဲဒီနောက်အင်ကားတွေပတ်စံခဏခဏပျောက်ဆုံးနေကြရပါတယ်။ရှီဗရာကဗီဒီကိုလျော်ဖန်ဆီချင်နေခဲ့ပေမဲ့လွဲကူတဲ့ကိစ္စမဟုတ်ပါဘူး။တရမရီခမဖြစ်သူကလည်းဖခင်ကြောင့်ကိုသွားနေခဲ့တဲ့အချိန်မှာရှေဘရာကတော့သူမတတ်တည်တခုခုရှာလိုက်မယ်ဆိုတာယုံကြည်ခဲ့ပါတယ်။ရှေဘရာအပေါ်ထက်မှာအဝေးစားလှမ်းနေခဲ့တဲ့အချိန်မှာရာဟုလ်ဆိုတဲ့ကောင်လေးဂရင်ပေါက်ကနေဖီဒီရဲ့အခန်းထဲဝင်သွားတာတွေ့ခဲ့ရပါတယ်။သူကလည်းတတဲ့လေးအခန်းရှေ့သွားပြီးနောက်မှာတော့အခန်းတကပိတ်ပြီးနောက်မှာသူခမကိုခေါ်လာခဲ့လိုက်ပါတယ်။ တယောက်ကြောင့်လည်းခမနှစ်ယောက်စလုံးကိုလည်းဖုန်းဆက်ပြီးအိမ်ကိုပြန်ခေါ်လိုက်ပါရီခဏနေတော့သူတို့ရဲရဲကိုပါတခါရဲခေါ်ခဲ့ပါရီအလုံးကအခန်းတကားအရှိမရက်နေခဲ့ကြပါရီရဲနှစ်ယောက်ကတော့ဂရင်းပေါက်နာမှာရက်ပြီးစောင့်နေခဲ့ကြတာပေါ့သူတို့ကတော့ရာဟုလ်အခန်းထဲမှာပြောနေတဲ့စကားတွေကိုကြားသွားခဲ့ကြပါရီငွေ2000ဝင်2000နဲ့တိတ်အဆင်မပြေတော့ဘူးဒီတစ်ခါမင်းငါ့ကိုငွေ3000အတိတ်ပေးရမယ်တကယ်လို့မပေးရင်တော့မင်းရဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေအကုန်လုံးငါဖြန့်ပြစ်မှာနော်မလောက်ပါနဲ့ရာဟုလ်ရဲ့ကျဲစုပြုတ်ပြီးတော့အဲ့လိုတော့မလောက်ပါနဲ့နော် ကျမရှိ့ကိုပတ်စံတွေအများကြီးပေးပြီးသွားပြီးနောက်ထပ်ပတ်စံတွေကိုကျမဘယ်ကနေရှာလာခဲ့ပေးရမှာလဲအခုချိန်ထိကျမရဲ့ရောင်းမကိုပဲကျမကပြစ်တင်နေခဲ့ရာကျမဒါတွေကိုလုံနေရဲဆိုတာကိုတော့အဖေသိသွားရင်တော့အဖေကျမကိုတတ်ပြစ်မှာသိလားရာဟုလ်ကဗီဒီကိုဓာတ်နဲ့ထောက်ထားခဲ့ပြီးတော့ပြောလိုက်ပါတယ်ဘလို့မစုံနေငါ့ကိုပေးရမှာပဲအချက်ကလေးရဲ့ငါကနင့်ကိုလှည့်စားခဲ့ရမှာမဟုတ်ကြောင်းနင့်အိမ်ကနေပတ်စံကိုခိုးလဝက်လက်စားတွေရောင်းစားပြီးတော့ပေးမပေးလို့ကတော့ငါမင်းကိုတတ်ပြစ်မှာနော် ဒီစကားတွေအားလုံးကိုကြားခဲ့ရတဲ့အခါမှာအဘိနပ်ကတကားကိုဖွင့်ပေါ်ကြိုးစားခဲ့ပြီးမြဲတကားအထဲကနေပိတ်ထားခဲ့ပါတယ်။သူတို့ကဂရင်းပေါက်နာမှာစောင့်နေခဲ့ပါတယ်။ရာဟုလ်ထွက်ပြေးတဲ့အချိန်မှာပဲရာဟုလ်ကိုအားလုံးကဝိုင်းဖန်လိုက်ကြပါတယ်။သူ့ရဲ့ဖုန်းကိုလည်းတင်ပြီးနောက်မှာတော့ရဲစခန်းကိုသူ့ကိုပို့လိုက်ကြပါတယ်။ဒီနောက်မှာတော့သူ့ဗီဒီကိုချင်းချောင်းနေခဲ့တဲ့အတွက်ထောင်ချသွားခဲ့ရပါတယ်။အမေဖြစ်သူကလည်းဗီဒီကိုတစ်ချက်အထဲပါပိတ်ရိုက်လိုက်ပါတယ်။တော်လေးအတော့မကြတဲ့သမီးနင်မွေးရတေးသွားအောင် နေလောက်ခဲ့တဲ့ပြည့်တွေအမားတွေအကုန်လုံးကိုချွေးမလီအပေါ်ကိုအပြစ်တင်နေခဲ့တယ်ဟုတ်လား။နေရသူမကောင်းတဲ့သူတခိုးမဆိုပြီးတော့ပဲအပြစ်တင်နေခဲ့တယ်။ပြောစမ်းပါနင်ဘာလို့အခုလိုအလုပ်တွေကိုလုပ်ခဲ့ရတာလဲပြော။ကျမအရောက်ကြောက်သွားလို့ပါအမေရဲ့။ရောင်မကကျမရဲ့အမှန်တရားတွေအလုံးကိုသိရှိသွားခဲ့တယ်လေ။ဒါပေမဲ့ဒီအကြောင်းတွေအလုံးအမေသိသွားမယ်ဆိုရင်တော့ကျမအတော်လေးအိမ်မှာတိတ်ခါကြသွားမှာဆိုလိုပါ။တောင်းပန်ပါတယ်နော်။အဖေအကိုရောင်မအလုံးပဲကျမခွင့်လွှတ်ကြပါကျမတောင်းပန်ပါတယ်ရှင်။ တောင်းမှကျင်တယ်ဆိုလို့ရှင်တော့နေငါရဲ့ချွေးမလေးကိုပဲတောင်းမှငါတို့အမြဲတမ်းအပြစ်တင်ခဲ့တဲ့ဝေဖန်ခဲ့တဲ့ဒုက္ခပေးခဲ့တယ်။ဒါတော့မှသူကငါ့အိမ်ရဲ့တိတ်ခါတရားကိုဒီနေ့ကဲတင်ပေးခဲ့တယ်။မဟုတ်ရင်တော့ဘာရီဆက်ပြီးရောဖြစ်မလဲဆိုတော့ငါကိုယ်တိုင်လည်းမသိရောဘူး။တောင်းမှပါတယ်ရောင်မရဲ့ကျမကိုခွင့်လောက်ပါတော့ကျမမှားသွားပါရဲ့။ဖီဒီရဲ့အမားဆိုတာကလူတိုင်းလှုပ်တတ်တဲ့အရာပါ။နင်းအနေနဲ့အမားရိလှုပ်ပြီးတဲ့အခါမှာလူကြီးတွေကိုပြောပြရမယ်။အဖြေရှင်းတတ်ဖို့ဆိုလို့ရှင်တော့ဖြေရှင်းတတ်တဲ့သူတွေကိုပြောပြရမယ်လေ။ တကယ်လို့ဖုံးကွယ်ထားမယ်ဆိုရင်တော့နေပင်တော့မှလွတ်မြောက်မှာမဟုတ်တော့ဘူးအခုဖြစ်ခဲ့တဲ့အရာအားလုံးကိုမိလိုက်တော့နေအလုံးကိုပဲနေအာယုံဆိုင်ဒီစကားကြားခဲ့ရတဲ့ခါမှာဗီဒီကလည်းသူ့ရှောင်းမကိုဖတ်ထားလိုက်ပါရီပြောသားပဲငါ့ရဲ့ချွေးမလေးကအရန်တော်တယ်အမေအဲ့လိုမျိုးဘယ်တော့မှမပြောခဲ့ပါဘူးဒီနေ့ပြောလိုက်ပြီလေငါ့ရဲ့ချွေးမလေးကတကယ်အရန်တော်တယ်အရင်နောက်ပိုင်းအားလုံးအစဉ်ပြေချောမွေးသွားခဲ့ပါတော့လေဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်